ဒီအဆင့်ကိုရောက်မှာအကြောက်ဆုံးပဲပေါ့။ဘာဖြစ်လို့လဲဆိုတော့အဒီအဆင့်ကိုရောက်ပြီဆိုလို့ရှိရင်ကျမတို့ဒီလက်တွေကအလေကွေးလာတယ်ပေါ့နော်။လက်တွေကလည်းဒီကွေးလာမယ်။တရောင်စစ်တွေကလည်းကွေးလာမယ်။လက်ကောက်ဝတ်တွေကလည်းကွေးလာပြီးအခါမှဆိုရှင်အခုလိုပုံစံမျိုးပေါ့။ဖြစ်လာတယ် ဥစားဆိုရှင်လှုပ်ရှားရတယ်သိမလွယ်ဘူးပေါ့နော်အဲ့တော့ဒီဒီနေ့ဗီဒီယိုလေးကအခုလိုမျိုးပေါ့နော်ဒီဖြတ်သွားပြီးရဲ့နောက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီလက်မောင်းလေးကတ်လာမယ်ဒီဗီဒီယိုအောင်စစ်တွေကတ်ပြီးတင်းပြီးတော့ပေါ့နော်အဲဒီလက်ကောက်ဝတ်တယ်လည်းအခုလိုကိုေးနေရဲ့ဒီလေးစီရှိရဲ့ဆိုလို့ရှိရင်ဒီနေ့ဒီဗီဒီယိုလေးမှာဆိုလို့ရှိရင်အဲ့မှာပဲအလွယ်တကူအဲဒီလက်လေးပြောပြပြောင်းပြောင်းနဲ့ဆန့်လို့ရအောင်လက်ချောင်းလေးဖြတ်လို့ရအောင်ဘယ်လိုလုပ်ရမလဲဆိုတာဒီဗီဒီယိုမှာအဲပြပြပေးသွားမှာဖြစ်ပါတယ်ရှင် အလုံးမလူလာပါဒီကျမကတော့ဒီအကျောစစ်နဲ့ခန္ဓာသာသမှုပညာရှင် physiotherapist တော်တင်တွေဖြစ်ပါတယ်ဒီကျမရဲ့ channel လေးမှာတော့ကျမကဒီအယူကြောပြဿနာတွေပေါ့နော်အိမ်မှာပဲအဲ့လိုတကူတတပြောက်ကင်းအောင်ဒီကုသလို့ရနိုင်မဲ့ဒီလေးချိန်ခန်းနဲ့ကုသနည်းလေးနောက်တစ်ခုကကျတော့ဒီ life scientific skill ကိုနှောက်တင်ရမှာဖြစ်ပါရှင် ောသလိုပဲပေါ့နော်ဒီကျမတို့လေးအထည့်ရဲ့ဒီတိုင်းလေးဖြတ်တဲ့ဒီတိုင်းရပေါ့နော်ကျမတို့ဒီဒရောင်စီကြီးကတ်နေမယ်အခုလိုမျိုးပေါ့လက်ကဝတ်ကြီးကိုင်းနေမယ်ပေါ့နော်အဲဒါကိုကျမတို့ specificity လို့ခေါ်ပေါ့ဒီအစင်းကကျမတို့အဲဒီပြန်ကောင်းတဲ့ခါမှာလေးဖြတ်ပြီးတော့ပြန်ကောင်းတဲ့သူတွေမှာ ကအများဆုံးအဖြစ်အာဒီစင်ကိုမဖြစ်မနေကြောလာရတဲ့ stage ဖြစ်တယ်ပေါ့နော်အဲ့တော့ဒီစင်ကကြာလဲကြာတယ်တချို့ဆိုရင်ဒီစင်မှာပဲကျမတို့ပေါ့ဟိုစိတ်တကြပွားရတယ်လည်းအနိုင်ပဲရှိတယ်ပေါ့နော်အဲ့တော့ဒါမဲ့တစ်ဖက်ကပြန်တွေးမယ်ဆိုလို့ရှိရင်လည်းကျမတို့အဲဒီလိုအနေထားဒီလိုတင်းလာရဲအခုလိုကိုွေးလာရဲဆိုတဲ့ဥစားလည်းကျမတို့ကောင်းတဲ့အာဒါလက္ခဏာတစ်ခုဖြစ်တယ်ဘာလို့လဲဆိုတော့ကျမတို့ရဲ့ခန္ဓာကိုယ်ကပေါ့နော်ဒီအာဂျောတွေကြွက်သားတွေကပြန်ပြီးတော့လှုပ်ရှားလာတဲ့သဘောပေါ့ဒါမဲ့လို့ကျမတို့အုံနောက်ကပြန်ပြီးတော့အာဒီလှုပ်ရှားတော့မှတ်မိတဲ့ခါမှာဆိုလို့ရှိရင်ကျမတို့ဒီကြွက်သားတွေကပေါ့နော်တင်းလာ တာတွေရော့တာတွေပုံသင်မမှန်သေးဘူးပေါ့မှတ်တဲ့အခါမမှန်သေးတဲ့အခါမှာဆိုရင်ကျမတို့တင်းတဲ့ဟာတွေကအများလာတယ်ဆိုရင်ဒီ specificity ပေါ့ကြောသားတင်းအားတွေကများလာတဲ့အခါမှာဆိုရင်ကျမတို့လှုပ်ရှားရတာခက်လာတယ်ဖြစ်တယ်ပေါ့နော်အဲ့တော့ကျမကအာဒီနေ့မှာဆိုလို့ရှိရင်အဲဘလိုပေါ့နော်ဒီပြော့ပြော့ပြောင်းပြောင်းလေးတွေနဲ့ဒီတင်းတဲ့ဟာတွေကိုဟောအလေးတကူဟောလှုပ်ရှားလို့ရအောင်ဘလိုလုပ်ရမလဲဆိုတာကိုကျမနဲ့တူတူပေါ့နော်လိုက်ပြီးတော့လုပ်ကြည့်အောင်ပါ အခုပထမဆုံးပေါ့နော်ကျမတို့ကအခုလိုမျိုးပေါ့အခုလိုမျိုးကတ်ပြီးတော့ကြာတော့ဒရောင်စိတ်ကြည့်ရတယ်အခုလိုကတ်ပြီးတင်းနေမယ်ပေါ့နော်ဒီလက်ကောက်ကိုကျက်လဲအခုလိုကွေးနေဆိုလို့ရှိရင်ကျမတို့ပထမဆုံးအနေနဲ့ကတော့အော်ဒီကျမဒီလက်ကောက်ဝဲပေါ့နော်လက်ကောက်ဝဲရဲ့ဒီအောက်လေးကိုအခုလိုမျိုးလေးကင်မယ်ကင်ပြီးရခါမှဆိုလို့ရှိရင်ဖြည်းဖြည်းချင်းပဲပေါ့ကျမတို့ဒီအာဒီဗာလဲဒရောင်စိတ်ကိုပေါ့နော်ဒရောင်စိတ်ကိုဖြည်းဖြည်းချင်းဒီကျမတို့ရတလောက်ဆွဲပြီးတော့ဆန့်အရင်ကြီးအော်ပေါ့နော်ဒါကို stretching လို့ခေါ်တယ်ပေါ့နော်ဒါကျမတို့အရင်ကြီးဟိုဟိုကောင်းနေစောနဲ့အရင်ကြီးဆွဲပြီးတော့ဆန့်ဆန့်မလို့ကိုနိုင်တလောက်လေးကိုပဲနော်ဖြည်းဖြည်းချင်းလေးကျမ မတို့ဆွဲပြီးတော့ဆန်ပေးရမယ်ဖြည်းဖြည်းချင်းလေးဆန်ပေးပါဒီတော့စစ်လေးကိုအရင်ဆုံးပေါ့နော်ဒီတော့စစ်ကိုရင်းရည်ဖြည်းဖြည်းချင်းဒီလက်ကောက်ဝဲအောင်လာလေးမှာတခြားလေးကင်ပြီးတော့ကားမလန်လေးတခြားကင်ပြီးတော့ဖြည်းဖြည်းချင်းလေးအခုလိုမျိုးလေးဆွဲပြီးတော့ဆန်ပေးပါမယ်အဲအချိန်မှာဒီမှာဆက်ဆက်ချင်းဆိုရှင်တော့ပေါ့နော်1 2 3 4 5 6 7 8 9 10ဟောစက္ကန့်30လောက်ပေါ့စက္ကန့်30လောက်လေးအခုလိုမျိုးဆွဲဆန်ထားပြီးမယ်ကိုနိုင်နေဆိုလို့ရှင်တော့နောက်ထပ်ဖြည်းဖြည်းချင်းပေါ့နော်1မိနစ်2မိနစ်3မိနစ်ဒီပေါ့နော်ဆွဲဆန်ထားရပို့ပြီးတော့ကြတော့ကောင်းပါတယ်အခုလိုမျိုးနိုင်တော့ ောက်တွေဖြည်းဖြည်းချင်းဆွဲဆန်ထားမယ်ပေါ့။ဖြည်းဖြည်းပဲအကြီးကညင်ညင်တတ်တတ်နဲ့ဖြည်းဖြည်းပဲပေါ့နော်။ဒီမှာနားတဲ့အထိရန်ယူဆွဲဆန်ကြရကောင်းရင်စောနဲ့နားတိဆွဲဆန်တော့မလို့ဘူးပေါ့နော်။အခုလိုမျိုးလေးဖြည်းဖြည်းချင်းပေါ့နော်။ဒီမှာဒီလိုလေးဆွဲပြီးတော့ဆန်ပေးပေါ့နော်။အဲဒီလိုဖြစ်နေရဆိုရှင်ကျွန်တော်တို့ဒီနောက်စလေးကိုဖြည်းဖြည်းချင်းနဲ့ဒီလောက်လေးဆွဲဆန်ထားမယ်စက္ကန့်30နည်းဆုံးပေါ့နော်။10မိနစ်နိုင်10မိနစ်10မိနစ်နိုင်10မိနစ်3မိနစ်နိုင်ရှင်3မိနစ် တကယ်လို့ပေါ့နော်ဒီမနိုင်ဘူးပေါ့ကိုကဆွဲဆန့်တာမနိုင်ဘူးအရန်တင်းနေဆိုလို့ရှိရင်အခုလိုမျိုးအာကျွန်တော်ဒီစပွဲပေါ်မှာပဲဖြစ်ဖြစ်ပေါ့နော်စပွဲပေါ်မှာဖြစ်ဖြစ်ကျွန်တော်တို့တရာစတိကိုတင်ထားမယ်တင်ပြီးတော့ခါမှခုနလိုပဲဖြည်းဖြည်းချင်းကိုနိုင်တဲ့တော့လေးပေါ့နော်နိုင်တဲ့တော့လေးတရာစတိကိုဖြည်းဖြည်းချင်းအောက်ကိုအခုလိုလေးဆွဲပြီးတော့ဆန့်ပြီးမယ်ဆန့်ပြီးတော့ခါမှအဲဆိုလို့ရှိရင်ခုနကပေါ့နော်စက္ကန့်30ဒါမှမဟုတ်10မိနစ်2မိနစ်3မိနစ်ကိုနိုင်တဲ့တော့လေးထိပေါ့နော်အာဆိုခဏပြီးဆွဲဆန့်ပြီးတော့တောင်းထားပါမယ် ပြီးပြီဆိုလို့ရှိရင်တော့ကျမတို့ကဒီနောက်နောက်နောက်တစ်ဆက်ပေါ့နော်ခုလိုမျိုးဆွဲဆန့်ပြီးရဲ့ခါမှာဆိုလို့ရှိရင်တော့နောက်တစ်ဆက်နေရကျမတို့ဒီလက်ကောက်ဝတ်ပေါ့နော်လက်ကောက်ဝတ်ဒီအခုလိုမျိုးပွေးနေမယ်ပေါ့နော်လက်ကောက်ဝတ်ဒီအခုလိုပွေးနေရဆိုလို့ရှိရင်ကျမတို့ကဒီလက်ကောက်ဝတ်လေးကိုကင်မယ်ကင်ပြီးရဲ့ခါမှာဖြည်းဖြည်းချင်းပေါ့အပြင်ဘက်ကိုပေါ့နော်ကျမတို့အခုလိုလေးလှန်ပေးမယ်နော်ပြန်ပြီးတော့ဆက်ပေးပါမယ်ခုလိုလေးလှန်ပြီးတော့ဆက်ပေးမယ်ပေါ့နော်အဲ့ကျမတို့ဒီလိုဖြတ်နေရပေါ့နော်ဆိုလို့ရှိရင် လက်ကဝေးလေးကိုကင်မယ်လက်ကဝေးလေးကိုကင်ပြီးခါမှာဖြည်းဖြည်းချင်းလေးဒီမှာတော့လမ်းပြီးမယ်ပေါ့နော်ပြင်ဘက်ကိုလမ်းပြီးမယ်ဒါကိုလေကျမတို့ဆက်ဆက်ခြင်းပါဆိုလို့ရှိရင်ဆက်ဆက်ခြင်းကျမတို့ကစက္ကန့်30လောက်ပြီးဆွဲပြီးတော့ဆန်ထားပြီးမယ်အနေထားလေးမှာဆန်ထားပြီးမယ် တမနစ်နိုင်တမနစ်ပေါ့နော်နှစ်မိနစ်သုံးမိနစ်ထိကျတော့အခုလိုလေးဆွဲဆက်ပေးရပါမယ်အပြင်ဘက်ကိုပေါ့နော်လက်ကောက်ကိုလည်းနေကြိုင်ပြီးတော့အရင်ကြီးနောင်ထိလို့ဆက်မလို့ဖြည်းဖြည်းနဲ့နှင်းနှင်းတက်တာလေးပေါ့ပေါ့နော် ဲ့တော့ကျမတို့ကဒီတရောင်စစ်ပေါ့နော်တရောင်စစ်ကျက်သားလေးတွေလက်ကဝတ်ကျက်သားလေးရကျမတို့ဒီအတော်အသင့်ပေါ့နော်ပျော်တောင်းသွားပြီဆိုလို့ရှိရင်အနောက်ကကျမတို့ကဒီလက်လက်ချောင်းလေးတွေပေါ့လက်ချောင်းလေးတင်းနေစားလေးရှော့အတွက်ကကြတော့ကျမတို့ကဒီလက်ချောင်းလေးကခုလိုပွေးနေဆိုရှင်လက်မတွေအရင်ဆုံးရှော့မယ်ပေါ့လက်မမှာရှိတဲ့ဒီနာကျက်သားလေးတွေပေါ့နော်အာဒီတင်းလက်မဆဲပေါ့နော်လက်မရဲ့ဒီဘက်ဘေးလေးပေါ့နော်အာဘေးလေးကိုကျမတို့ကအရင်ဆုံးလက်မတွေအရင်ဆုံးဖြည်းဖြည်းလေးနဲ့ပေါ့ဖြည်းဖြည်းလေးနဲ့ကျမတို့ခုလိုလေးဆွဲပြီးတော့ထုတ်မယ် ါနော်လက်မလေးကိုဖြည်းဖြည်းဆွဲထုံမှာအရင်ကြီးကျမတို့ဒီလိုကြီးလန့်စရာမလိုဘူးပေါ့နော်တတိထားမှာလန့်စရာမလိုဘူးကျမတို့လက်မချင်းလက်မလေးကိုဖြည်းဖြည်းချင်းဒီအခုလိုကြီးဆွဲထုံမယ်ထုတ်ထုတ်ပြီးအခါမှာဆိုလို့ရှိရင်တော့ကျမတို့လက်မလေးကိုပေါ့နော်ဒီလိုလက်ချားလေးနဲ့ကျမတို့ဒီလက်ချားလေးနဲ့အခုလိုကြီးထိန်းထားမယ်နော်လက်မလေးကိုဘေးလေးကိုကားထားမယ်ကားထားပြီးအခါမှာဆိုကျမတို့ဒီလက်ချောင်းလေးရပေါ့နော်လူတွေကားထားမယ်ကားထားပြီးခါမှာကျန်တဲ့လက်ချောင်းလေးရာနေပြီးတော့ကျမတို့အာဒီကိုယ်နေတဲ့လက်ချောင်းသားလေးရဲ့ကိုကျမတို့အခုလိုမျိုးထည့်ပြီးရခါမှာဆိုလို့ရှင်တော့အာဒီလိုဖြည်းဖြည်းချင်းနေဆက်မ ်ပြီးရမှာပေါ့เนาะဖြည့်ဖြည့်ချင်းလေးခုလိုလေးစမ်းပြီးရမှာပဲဖြစ်ပါတယ်ဒီပြင်းနေခုလေးစမ်းမယ်เนาะဒီမှာနောက်တစ်ခေါက်ပြန်ပြီးတော့လုပ်ပြမယ်เนาะအဲ့တော့ကျွန်တော်ဒီလက်မပေါ့เนาะလက်မဒီဘက်ဘေးလေးလက်မရဲ့ဒီဘက်မာဆယ်လေးပေါ့เนาะဒီတင်းနာမာဆယ်ဆိုတော့ဒီလက်မလက်မမရှိသက်သားလေးကိုသက်သားလေးကိုတစ်ချက်ကင်မယ်ကင်ပြီးရခါမှာခုလိုလေးလုပ်မယ်ပြီးရခါမှာကျွန်တော်လက်မလေးကိုထိန်းထားမယ်ပေါ့เนาะထိန်းထားမယ်ရန်ကြီးလှန်စရာမလိုဘူးเนาะပြီးရလက်ချောင်းလေးတွေကိုကျွန်တော်ဒီလက်ချောင်းကြားလေးရဲ့မှာထည့်မယ်ထည့်ပြီးရခါအခုလိုမျိုးလေး ဆန်ထားပေးမယ်ပေါ့နော်ဆန်ထားပြီးရခါမှာဆိုလို့ရှိရင်တော့ကျမတို့ဒီအာဆော့ဝဲပေါ်လေးမှာခုလိုမျိုးတင်ထားမယ်ပေါ့နော်အပေါ်ကတစ်ခုလေးပေါ့နော်ဖိထားရအရင်ကြီးသေးတဲ့ဟာမျိုးပုံပေါ်နဲ့ပေါ့နော်ဖိထားလို့လေးရတယ်ခုလက်လေးလေးတင်ထားလို့ရတယ်ပေါ့နော်ဒါလေးကိုလည်းဆက်ဆက်တင်စက္ကန့်30 30ကနေပြီးတော့ငါကျွန်တော်10မိနစ်10မိနစ်3မိနစ်ထိပေါ့နော်ဒီဆွဲဆိုင်ပြီးတော့ဒါတော့တင်ထားလို့ရပါတယ်ပြောသွားအောင်ပေါ့နော်အခုလိုပုံစံမျိုးလေးလုပ်ပြီးလို့ရပါတယ် အပီးဆိုလို့ရှိရင်တော့ဒါကတော့ကျမတို့နောက်ဆုံးပေါ့နော်နောက်ဆုံးကကျမတို့ကအခုလိုမျိုးလေးလက်တစ်ခုလုံးပေါ့နော်ကျမတို့ဒီစပွဲပေါ်လေးမှာတင်ထားမယ်တင်ထားပြီးခမလို့ကျမတို့ခန်းတော်ကိုပေါ့နော်ကျမတို့ weight gain နဲ့အဲသူ့ကိုအာ weight bearing ပေါ့နော်ကျမတို့ weight gain နဲ့ကျမတို့ဆွဲဆန်တဲ့ဟာလေးပေါ့နော်ဆွဲဆန်တဲ့အကျင့်ငန်းလေးပေါ့နော်ဒါလေးတော့မလို့လဲဆိုကြတော့ကျမတို့အခုလိုပေါ့နော်အဲတရောင်စစ်လေးကိုလည်းဆန်မယ် လက်ကဝလေးနဲ့လက်ကဝလေးကနေပြောကြတော့ဒီခဲ့ပြီးသဘဲကုံမော်လေးကိုကျွန်တော်ဖိထားမယ်ပေါ့နော်ဖိထားမယ်ကျွန်တော်ခန္ဓာကိုယ်ဝိတ်လေးနဲ့ပေါ့နော်ဒီတဖြောင်နယ်လေးဖိအောင်ပေါ့နော်ဝိတ်လေးနဲ့တော့ဆိုရှင်ကျွန်တော်တို့အကုန်လုံးပေါ့လက်တစ်ချောင်းလုံးကိုကျွန်တော်တို့ကဒါလေးကဆွဲဆန့်ထားတဲ့ပုံစံပေါ့နော်ဆွဲဆန့်ထားတဲ့အနေအထားလေးပါ ဒါမျိုးလေးကိုလည်းကျမတို့စက္ကန့်30ကနေပြီးစပြီးတော့အခုလိုမျိုးလေးဆက်ဆံတဲ့ဒီသင်ခန်းလေးကိုလုပ်ပေးထားမယ်ပေါ့နော်ဒီမှာဖိထားမယ်ကျမတို့ဝင်လေးရဒီလက်ကောက်ဝင်လေးမှာဖိပါအမြန်ကြီးနားရက်ထီတော့ဖိစာမလုပ်ဘူးပေါ့နော်နားရက်ထီလုပ်စားမှုကိုခံနိုင်သလောက်လေးပေါ့နော်စက္ကန့်30နားစက္ကန့်30 10မိနစ်10မိနစ်3မိနစ်ကြီးအခုလိုမျိုးလေးဒါဖြောင်းလေးပေါ့နော်ဆွဲဆံပြီးတော့ဖိထားပါမယ်ဟင် အဲကျွန်တော်အခုလိုလေးပေါ့နော်တဖြည်းဖြည်းဒီကြောင်စစ်ကောလက်ကောက်ဝကောကျွန်မလက်ချောင်းလေးရောပေါ့နော်ကျွန်တော်တင်းနေဥစ္စာလေးကခုနဆွဲဆန်တဲ့ဟာလေးကိုအလေ့ကျင့်ပြီးရခါမှာဆိုလို့ရှိရင်ကျွန်တော်ဒီလက်ချောင်းလေးတွေအဲပုံပြော့နည်းနည်းပြော့သွားပြီးရခါမှာဆိုလို့ရှိရင်တော့ကျွန်တော်ကဒီလက်ကောက်ဝရဲ့အဒီတင်းနေရပေါ့နော်ကြက်သားလေးရော့သွားအောင်လက်အစ်တင်းနေဥစ္စာလေးရော့သွားအောင်ဒီလက်ကောက်ဝလေ့ကျင့်နေလေးလည်းကျွန်တော်တို့အခါလေးလုပ်မှာပေါ့နော်အဲကျွန်တော်ခုနကျွန်တော်ကိုင်တယ်လို့မျိုးလေးပဲအဒီလက်ချောင်းလေးကိုဖြန့်ထားမယ်ပေါ့နော်လက်ချောင်းလေးဖြန့်ထားမယ်ဖြန့်ထားပြီးရခါမှာဆိုလို့ရှိရင်ကျွန်တော်ကလက်ကောက်ဝလေးကို နှာခေါင်းလေးဖြန့်ထားပြီးခါမှာလက်ကောက်ဝင်လေးကိုဟိုဘယ်ဘက်ကိုညာဘက်ကိုအဲအခုလိုမျိုးလေးပါနော်ဆဲချိန်ကပြုတ်လုပ်ပြီးပါမယ်ဆဲချိန်ကပြုတ်လုပ်ပြီးခါမှာဆိုရင်နောက်ဘက်ကြအပေါ်ပေါ့နော်ဒီလက်ကောက်ဝင်လေးအပေါ်ကိုပေါ့မယ်ရန်ချမယ်လက်ကောက်ဝင်လေးအပေါ်ကိုပေါ့မယ်ရန်ချမယ်အဲမျိုးလေးလဲဆဲချိန်လက်ကောက်ဝင်လှောင်းမှုလေးကိုလည်းပြုတ်လုပ်ပြီးပါမယ် မပြီးဆိုလို့ရှိရင်တော့ဒါကတော့ကျမတို့နောက်ဆုံးပေါ့နော်နောက်ဆုံးကကျမတို့ကအခုလိုမျိုးလေးလက်တစ်ခုလုံးကိုပေါ့နော်ကျမတို့ဒီစပွဲပေါ်လေးမှာတင်ထားမယ်တင်ထားပြီးကျမတို့ကျမတို့ခန်းတော်ကိုပေါ့နော်ကျမတို့ weight gain နဲ့အဲသူ့ကိုအာ weight bearing ပေါ့နော်ကျမတို့ weight gain နဲ့ကျမတို့ဆွဲဆန်တဲ့ဟာလေးပေါ့နော်ဆွဲဆန်တဲ့အကျင့်ငန်းလေးပေါ့နော်ဒါလေးတော့မလို့လဲဆိုကြတော့ကျမတို့အခုလိုပေါ့နော်အဲတရောင်စစ်လေးကိုလည်းဆန်မယ် လက်ကဝလီနဲ့လက်ကဝလီကနေပြောကြတော့ဒီခဲ့ပြီးသဘဲကုံမော်လေးကိုကျွန်တော်ဖိထားမယ်ပေါ့နော်ဖိထားမယ်ကျွန်တော်ခန္ဓာကိုယ်ဝိတ်လေးနဲ့ပေါ့နော်ဒီတက်ဖြောင်းနေလေးဖိအောင်ပေါ့နော်ဝိတ်လေးနဲ့တော့ဆိုရှင်ကျွန်တော်တို့အကုန်လုံးပေါ့လက်တစ်ချောင်းလုံးကိုကျွန်တော်တို့ကဒါလေးကဆွဲဆန့်ထားတဲ့ပုံစံပေါ့နော်ဆွဲဆန့်ထားတဲ့အနေထားလေးပါ ဒါမျိုးလေးကိုလည်းကျမတို့စက္ကန့်30ကနေပြီးစပြီးတော့အခုလိုမျိုးလေးဆက်ဆံတဲ့ဒီသင်ခန်းလေးကိုလုပ်ပေးထားမယ်ပေါ့နော်ဒီမှာဖိထားမယ်ကျမတို့ဝင်လေးရဒီလက်ကောက်ဝင်လေးမှာဖိထားအမြန်ကြီးနားတဲ့အထိတော့ဖိစားမလို့ဘူးပေါ့နော်နားတဲ့အထိလုံးဆံဖို့ကိုခံနိုင်သလောက်လေးပေါ့နော်စက္ကန့်30နားစက္ကန့်30 10မိနစ်10မိနစ်3မိနစ်ကြီးအခုလိုမျိုးလေးဒါဖြောင်းလေးပေါ့နော်ဆွဲဆံပြီးတော့ဖိထားပါမယ်ဟင် အခုဒီဗီဒီယိုလေးကိုကြည့်ပြီးသားပြီဆိုတော့ပေါ့နော်ဒီလေးထိထားတဲ့သူလေးဖြတ်ထားတဲ့သူတွေမှာဆိုလို့ရှိရင်အခုလိုတင်းတာပေါ့နော်ဒီလိုတင်းပြတာတော့ကိုင်းနေတဲ့သူတွေရှိရဲဆိုလို့ရှိရင်အခုကျွန်မပြောတဲ့နီလန်လေးတိုင်းမျိုးကိုလိုက်ပြတာတော့လေးချင်းကြည့်ပါနေ့တိုင်းနေ့တိုင်းပေါ့နော်ကိုလုံးနိုင်တဲ့လောက်ပေါ့နော်နေ့တိုင်းနေ့တိုင်းဖြစ်ဖို့ကအရေးကြီးပါတယ်နေ့တိုင်းနေ့တိုင်းလေးချင်းကြည့်ပါဒါဆိုတဖြည်းဖြည်းနဲ့ကြွက်သားတင်းတဲ့ဥစ္စာတွေလျှော့သွားပြီးတဲ့အခါမှာလှုပ်ရှားမှုရလည်းပိုကောင်းလာမှာပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ပေါ့နော်အရင်ကြီးတင်းနေဆိုရှင်ကျွန်မတို့ဒီလက်အကူပေါ့နော်လက်အကူကရိယာလေးရှိပါတယ်ဒီလိုအရင်ကြီးတင်း င်းနေရဲကိုကမလုံနိုင်ဘူးပေါ့နော်ကျမပြောသလိုမျိုးတွေလိုက်ပြီးတော့မလုံနိုင်သူရန်ကြီးတင်းနေရဆိုလို့ရှိရင်တော့ကျမတို့ဒီအရင်ဆုံးပြော့သွားအောင်ပေါ့နော်ကျမတို့ဒီထိန်းထားရဲပေါ့နော်ဒီလက်ကဝလေးကိုကိုွေးမသွားအောင်လက်ချောင်းလေးကိုကိုွေးမသွားအောင်ထိန်းထားတဲ့အကူတက်တဲ့ကိရိယာမျိုးလေးတွေလည်းရှိပါတယ်အဲဒါလေးကိုလည်းကျမကြားနိုင်တဲ့တက်ကနီးရေးပေးထားပါမယ်ဝယ်လို့ရနိုင်မယ်လည်းရေးပေးထားပါမယ်ဒီလိုစပလင်လေးတွေပေါ့နော်အကူကိရိယာလေးတွေလည်းတက်ချင်အားဖြင့်လည်းကျမတို့ဒီလှုပ်ရှားမှုလို့ပိုကောင်းလေတင်းတာတွေကိုလျှော့သွားစေနိုင်တယ်ပေါ့နော်အဲအဲ့ဒါလေးလည်းကျမရေးရနိုင်မယ်နေရာဒီလိုရေးပေးထားပါမယ်ရှင် ဆောင်ထိကြည့်ရှုပေးတဲ့တယောက်ချင်းစီကိုအားလုံးပဲကျေးဇူးများတင်ပါတယ်ဒီနေ့ဗီဒီယိုလေးကလည်းဒီမှာဒီလေးထားတဲ့သူတွေရောလေးထားတဲ့သူတွေကိုပြဆုဆောင်းဆောင်နေတဲ့မိသားစုဝင်တွေ caregivers တွေနောက်ဆရာဆရာမတွေအတွက်ကိုအကျိုးရှိလိမ့်မယ်ဗီဒီယိုလေးဖြစ်လိမ့်မယ်လို့ဒီမှာအနေနဲ့ထင်ပါတယ်ဒါမိမိပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ်ပေါ့နော်အခုလိုခက်ခဲလေးဖြတ်ပြီးရတဲ့အခါမှာအခုလိုခက်ခဲရှိနေတဲ့သူတွေရှိရဆိုလို့ရှင်လည်းဒီမှာဒါ share ပေးစီချင်ပါတယ်နောက်ထပ်ဒီမှာ channel လေးကလည်းအခုလိုအာဒီလေးဖြတ်တဲ့သူတွေနဲ့ပတ်သက်တဲ့လေးစင်ငံလေးတွေကိုထပ်ပြီးတင်ပေးသားမှာဖြစ်တဲ့အတွက်ကြောင့်မို့ subscribe လုပ်ကြပေးဖို့ဒီမှာအနေနဲ့တောင်းဆိုချင်ပါတယ်ရှင်အဲအဲ့တော့အာ ဒီတစ်ခုခုပေါ့နော်ကျွန်မလေးဖြတ်ထားသူတွေနဲ့ပတ်သက်ပြီးတော့အခက်အခဲရှိရပါဖြစ်ဖြစ်မိကုံးလေးသိချင်တာလေးရှိလို့ရှင်လေး comment မှာမဲငယ်ပေးပါကျွန်မအနေနဲ့ဖြေပေးပါမယ်အားလုံးပဲကောင်းတဲ့လေးလေးဖြစ်ပါစေရှင်